အချင်းလေးနာမည်ကတော့မဖြစ်နိုင်တော့တဲ့တန်ရောစင်ပေါ့နော်ဟိုနာမည်ကလည်းရမ်းလှတယ်အမှန်တော့အာဟိုမဖြစ်နိုင်တော့တဲ့တန်ရောစင်ဆိုတာတည်းတချင်းအကြောင်းအရာကတော့မဖြစ်သင့်တော့တဲ့တန်ရောစင်ပေါ့နော်ဟိုဒီတန်ရောစင်ဖြစ်ချင်နေပေမဲ့လည်းဒီ relationship ရဲ့ patterns အရာပေါ့နော်မဖြစ်သင့်ဘူးဆိုတဲ့ဟာကိုကျွန်တော်ကစာသားထဲမှာစူပြရတာပေါ့လေဟိုတနည်းအားဖြင့် negative ကတွေးမယ်ဆိုတော့လည်းအချစ်ရေးမှာဖောက်ပြန်တဲ့လူတယောက်ရဲ့တချင်းလေးတစ်ပုဒ်အစာရေကတော့ပေါ်မနေတဲ့ဘွာ ခါပြယုံနဲ့ပဲကြိုက်သွားပြီးတော့ဒီချင်းလေးကိုတုံးပြစ်တယ်ဒါပေမဲ့အကြောင်းအကြောင်းအကြောင်းကျွန်တော်တို့ရဇလန်ကအခုမှထွက်လာတာပေါ့နော်ဆိုတော့ဟုတ်ကားနာမည်လေးတော့ညိလို့သိရတယ်ပေါ့နော်ဆိုတော့အခုမှထွက်လာတော့ကျွန်တော်တော့တော့ဒါကျွန်တော်2019ခရီးကအရန်အိမ်မက်မက်ခဲ့တဲ့ချင်းလေးတစ်ပုဒ်ဖြစ်နေတော့လေအဲအခုဒီကာလမှာထွက်လာတဲ့ချင်းလေးအပေါ်မှာအဲမျောလဲမျောလင်းတဲ့ PT လေးဖြစ်နေပါတယ်ဟုတ် အဲမန်ကရောဟိုဒီကာလလေးရလေဟိုကျွန်တော်နည်းနည်းထုံနေရပါတော့နမ်နမ်ဖြစ်နေတဲ့အချိန်လို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့နှစ်ကတော့ကျွန်တော်အဲမမျှော်လင့်မဲနဲ့သူ့တငယ်ချင်းဆိုရင်ချင်းလေးထွက်ပြီးတော့ဟိုဘယ်လို ပြောမလဲ potential လေးတစ်ခုရခဲ့တယ်ပေါ့နော်။ဆိုတော့ဒီချိန်တွေကနေပြောမှအဲနောက်ဆက်တွဲကသူကကောင်းကျိုးလည်းရှိတယ်လို့ဆိုးကျိုးလည်းရှိတယ်။ဆိုးကျိုးတော့ဗာလဲဆိုတော့ဟိုဘယ်လိုပြောမလဲတချင်းအစ်စ်အစ်စ်တွေကိုထပ်ပြီးတော့မျှော်လင့်တာပေါ့နော်။ထပ်ထုတ်စေချင်တာပေါ့နော်။ပြီးတော့ ကိုလိုက်လာပြီးတော့မှ collaborate လုပ်တဲ့ produce လုပ်ခြင်းနဲ့အဲ client တွေပြီး partner တွေ collaborator တွေပေါ်လာခဲ့တာပေါ့လေဆိုတော့ဒီကာလမှာအဲအဲ့လိုမျိုးပေါ့နော်တခြင်းလေးတော်တော်များများကိုအဲကျွန်တော်နဲ့အတူတူလက်တွဲပြီးတော့ကျွန်တော်အဲပါဝင်အားဖြည့်ပေးခဲ့တယ်ဒါပေမဲ့ကိုယ့်ဘက်ကနေပြီးတော့ဟိုအားမလို့အားမရပေါ့နော်အော်ငါကောင်းကောင်းမလုပ်ပေးလိုက်နိုင်ဘူးလုပ်ပေးနိုင်လိုက်နိုင်ပါမလားဆိုတော့စိတ်ခံစားချက်ဒါကတော့ခုနကပြောတဲ့သူငယ်ချင်းရဲ့နောက်ဆက်တွဲဖြစ်လာတဲ့စိတ်အခြေခံပေါ့လေဘာလို့လဲဆိုတော့ဆိုင်ရင်တစ်ခုကိုကျွန်တော်ကကျော်ဖို့အတွက်ကြတော့ ကိုကိုကိုပြန်ပြန်ရတာဆိုတော့ခတ်တယ်ပေါ့နော်ဆိုတော့ကိုကိုလာပြီးတော့ယုံကြည်လို့အလုပ်လုပ်တဲ့လူတွေပေါ်မှာတောင်းအမချေမှာဆိုတဲ့စိတ်ကလေးတွေဒီကာလမှာနည်းနည်းဖြစ်နေပါဘောကိုကိုရဲ့တကူရေတကာရအရာစူးစမ်းထားတဲ့တချင်းလေးတွေကတော့ခုလောလောဆယ်မဖန်တီးဖြစ်သေးပါဘူးဟုတ်တချင်းလေးနာမည်ကတော့မဖြစ်နိုင်တော့တဲ့တန်ရောစင်ပေါ့နော်ဟိုနာမည်လေးကလည်းရမ်းလှတယ်အမှန်တော့အဲ ဟိုမဖြစ်နိုင်တော့တဲ့တန်ရုံးစင်ဆိုတာတဲ့တချင်းအကြောင်းအရာကတော့မဖြစ်သင့်တော့တဲ့တန်ရုံးစင်ပေါ့နော်ဟိုဒီတန်ရုံးစင်ဖြစ်ချင်နေပေမဲ့လေဒီ relationship ရဲ့ patterns အရာပေါ့နော်မဖြစ်သင့်ဘူးဆိုတဲ့ဟာကိုကျွန်တော်ကစာသားထဲမှာစုပြရတာပေါ့လေဟိုတနည်းအားဖြင့် negative ကတွေးမယ်ဆိုတော့လေဖောက်ပြန်တဲ့တချင်းတပုတ်ပေါ့နော်ဖောက်ဖောက်ပြန်ရေးသမားတယောက်ရဲ့တချင်းတပုတ်ပေါ့နော်ဟိုအချစ်ရေးမှာဖောက်ပြန်တဲ့လူတယောက်ရဲ့တချင်းလေးတပုတ်ပေါ့ Sagregata por manera igual ခါပြယုံနဲ့ပဲကြိုက်သွားပြီးတော့ဒီချင်းလေးကိုတုံးပြစ်တယ်ဒါပေမဲ့အကြောင်းအကြောင်းအကြောင်းကျွန်တော်တို့ဇလန်ကအခုမှထွက်လာတာပေါ့နော်ဆိုတော့ဟုတ်ကားနာမည်လေးတော့ညှိလို့သိရတယ်ပေါ့နော်ဆိုတော့အခုမှထွက်လာတော့ကျွန်တော်တို့တော့ဒါကျွန်တော်2019ခရီးကအရင်အိမ်မက်မက်ခဲ့တဲ့တချင်းလေးတစ်ပုဒ်ဖြစ်နေတော့လေအဲအခုဒီကာလမှာထွက်လာတဲ့တချင်းလေးအပေါ်မှာအဲမျောလဲမျောလင်းတယ်ပီတီလည်းဖြစ်နေပါတယ်ဟုတ်အဲဒီကတော့ဟိုဘယ်လိုမလဲကျွန်တော်လည်းကျွန်တော်တွဲပြီးမြင်မိတဲ့လုပ်ငန်းရှင်တွေ ပြီးတော့နားထောင်ပေးတဲ့ပရိသတ်တွေပေါ့နော်ဒါကိုကျေးဇူးတင်ရမှာပါပြီးတော့ကျွန်တော်တို့နှစ်ယောက်ရဲ့မမြင်ရတဲ့ကန်ဆက်မှုပေါ့နော်ဆိုတော့ဒီအခြေဆက်လေးတွေနဲ့ကျွန်တော်တို့အခုထိပေါ့လုံးလုံးကန်ခွင့်ရတဲ့အတွက်အရာတိုင်းကိုကျေးဇူးတင်ပါတယ်အဲပြီးတော့နောက်တစ်ခုကတော့ဟာတာပေါ့နော်အဲ့တော့ကျွန်တော်တချင်းလေးတစ်ပုတ်အဆင်ပြေသွားရင်လည်းပွဲလေးမှာ Jewel နဲ့ collaborate လုပ်ပြီးဆိုဆိုပြရတယ်ပြီးတော့ Jewel ကလည်းအဲအဲ့လိုဂျုံတဲ့တချင်းလေးတွေပေါက်တဲ့အခါကျရင်ကျွန်တော်ကအဲ့ပွဲလေးတွေဂျုံတဲ့အခါ like ဆိုရတယ်ဆိုတော့ Jewel ကိုနောက်တာပေါ့ကျွန်တော်အတွဲချင်းလေးများများဆိုပါတော့အဲအကုန်နဲ့ပွဲကြုံတာများတော့အကိုအဲ့ချင်းလေး లై ဆိုပေးမယ်ဆိုတော့အဲ့လိုနောက်တာဟုတ် အရင်တော့ကျွန်တော်တေချာကြီးကားကနာနာမသိပါဘူး Google ကလည်းဝင်းစာအရင်ကြီးပြည့်တယ်လို့မဟုတ်ဘူးခုထိလည်းစုဆောင်းနေရသေးပဲပေါ့နော်ကျွန်တော်ကအရင်အားနေတဲ့အဆိုတော်တယောက်လို့ကိုကိုကိုခံယူထားတယ်အဲ့တော့ဟိုတစ်ဖက်မှာအားနေတယ်ဆိုပေမဲ့အာသာချက်ကတော့ကို့အချိန်လေးကိုတိတာအာသာချက်လို့ကျွန်တော်ထင်တာပဲလေနောက်တစ်ခုကတော့ဒီနောက်ပိုင်းမှာပိုတိလာတာတော့အချင်းအတန်သွင်းနေတဲ့အချိန်ပဲဖြစ်ဖြစ်စူပြနေတဲ့အချိန်ပဲဖြစ်ဖြစ်စိတ်နှလုံးကအရေးကြီးတယ်ပေါ့နော်အပြင် physical matters တွေကျွန်တော်တို့ဘာတွေမှအများကြီးလုပ်ပြလို့မရဘူးရှင်ထဲကနေပြီးတော့အချင်းလေးတစ်ပုဒ်ကိုစတင်လိုက်တဲ့အချိန်မှာ block simple ဖြစ်လေပေါ့နော် block ယူသားလဲဆိုတာပဲ ါတော့တယ်လို့ကျွန်တော်အဲခံစားမိတယ်အဲ့တို့ကြောင့်အဲ့ဒါလေးကိုပဲနှစ်နှစ်ကာကာစူးစမ်းဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်ကိုယ်တိုင်လည်းအမားတွေအများကြီးထဲမှာရှင်သန်နေရတာဆိုတော့ခါလီလန်းဆောင်ရွေ့ဝါးတာရှိပဲပဲပြင်ပြင်ဆွဲရတာပေါ့နော်ဒီ simpleness လို့ခေါ်တဲ့ယူသမှုနောက်ကိုပြန်လိုက်ရတာပေါ့ဟုတ်